ုနှစ်ရက်သားသမီးအားလုံးမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ။ဗီရင်ဟော့စတန်ချန်နယ်မှကြိုဆိုပါရစေ။ဒီနေ့မှာတော့ စနေသားသမီးများကြိုတင်ချိန်စနိုင်ရန်အတွက်ဆရာထက်မြတ်အောင်ဂမီရပေတွင်မှဟောကြားထားသော1389ခုနှစ်အတွက်တနစ်စာဟောစရံကိုပြည့်ပြည့်စုံစုံဖတ်ကြားပေးထားပါသည်အစီအစဉ်လေးမစခင်မှာတဝီစေတနာတဝီမေတ္တာဆိုသလိုစခရိုက်လေးနေပေးခဲ့ဖို့တောင်းဆိုပေးရစေအတစ်တင်တိုင်းတည်ရအောင်လဲဘေးနားကခေါင်းလောင်းလေးကိုနှိပ်ထားဖို့မမေ့နဲ့နော်စနေသားသမီးများအတွက်တနစ်စာဟောစတန်ကံဤသဘော ယခုနှစ်စနေသားသမီးများရဲ့ကောစာကံရဲ့အထွေနေရာမှာတည်ရှိနေသောကြောင့်ကံစာတာကောင်းမွန်မှုဘက်မှာအများအားဖြင့်ရှိနေနိုင်သောနှစ်ဖြစ်ပါတယ်။ဆောင်းစရာရှောင်းစရာကိစ္စလေးတွေကတော့လူတဘာဝလောကရန်တရားဆိုတာရှိကြစာမြဲမှုယခုနှစ်မှာလည်းဒီချက်လေးတွေထည့်ရေးပေးမှာဖြစ်ပါတယ်။ဘာပဲဖြစ်ဖြစ်ပြီးခဲ့သောနှစ်ကာလထက်စာရင်ယခုနှစ်စနေသားသမီးအများစုအမောပြေနိုင်သောနှစ်ကာလတစ်ခုဖြစ်ပါတယ်။ ယခုနှစ်စနေသားသမီးများအတွက်အပေါင်းသင်းကောင်းမိတ်ဆွေကောင်းများချွေရန်သင်ပင်ကောင်းများရလာနိုင်ပါတဲ့အကျိုးရှိသောကံအခွင့်အလန်းတင်များအခွင့်ရေးကောင်းများဖြစ်ပေါ်လာတတ်ပါတယ်။ယခုနှစ်စနေသားသမီးအများစု နေရာကောင်းရတတ်ခြင်းနေရာဘေးခံရခြင်းကောင်းသောဌာနကောင်းသောနေရာမျိုးတွေကိုရရှိတတ်ပြီး background ကောင်းကောင်းလိုလိုရရှိတတ်ပါတယ်။ပြီးခဲ့သောနှစ်ကလို ကိုအားကိုကိုရသောအခြေအနေမျိုးကနေနောက်ွယ်ကနေအားပေးအားမြောက်တာတွေအကူအညီထောက်ပံ့ကောင်းတွေမိတ်ဆွေကောင်းတွေယခုနှစ်မှာရလာနိုင်ပါတယ်။မိမိကိုမိမိစင်ကျင်သုံးသပ်၍ပြင်ဆင်လာမှုတွေ ပညာစေရိုက်အတွေးခေါ်ယူဆများတိုးတက်လာခြင်းတွေမိမိထံအကြံဉာဏ်တောင်းခံကူညီမှုများပြုလာတတ်ခြင်းတွေလည်းကြုံလာရတတ်ပါတယ်။ယခုနှစ်ကာလမှာစနေသားသမီးအများစု အောင်မြင်ကြသောခြင်းထင်ပေါ်ခြင်းစသောကံအခွင့်အလမ်းများရလာနိုင်ပါတယ်။ကောင်းသောအစားအစာကောင်းသောအဝတ်တန်စာအသုံးဆောင်ပစ္စည်းကောင်းများရတတ်ပါတယ်။ ယခုနှစ်စနေသားသမီးများရဲ့ကံကောင်းခြင်းကမြောက်ရက်မှာတည်နေတတ်ပါတဲ့ကံအားတာချက်အားနည်းချက်များကိုတေချာသုံးသက်၍အကျိုးရှိစွာအသုံးချတတ်သောနှစ်တစ်နှစ်ဖြစ်လာနိုင်ပါတယ်။လူမှုရေးယခုနှစ်စနေသားသမီးများရဲ့လူမှုရေးကဏ္ဍကတော့ပြီးခဲ့တဲ့နှစ်ကာလထက်စာရင်ကောင်းမွန်နိုင်ပါတယ်။သို့သောရှောင်စရာကိစ္စများရှိနေတာမို့သတိပြုနိုင်အောင်ထည့်ရေးပေးပါမယ်။ ယခုနှစ်ကာလစန္ဒီသားသမီးအများစုစကားပြောအဆိုနှုတ်ဝတ်စီကိုအ धिक ဆောင်ထင်းပါစကားပြောဆိုသည့်နေရာမှာစကားကြွနာ စကားလွန်နာနှုတ်ဝတ်စီကျန်းတန်းနာတတိပြုရပါမယ်။ကောင်းသောစကားပြောဆိုပါတရားရွတ်ဆိုမှုများအမြဲရှိနေမည်ဆိုရင်ဝတ်စီကြောင့်ဖြစ်ပေါ်တတ်သောပြဿနာများကင်းဝေးပါလိမ့်မယ်။နောက်တစ်ခုတတိပြုစရာကတော့ကြားသုံးကြားမဝင်သင့်တာပါ။ကြားဝင်ကူညီပေးတတ်တဲ့သူတွေအထူးတတိပြုရပါလိမ့်မယ်။မစီမဆိုင်ကြားညက်တတ်တဲ့ကံကို ဒီတနှစ်ဆက်နေသားသမီးများအများဆုံးကြုံရပါလိမ့်မယ်။ယခုနှစ်ဆက်နေသားသမီးများကောင်းသောနေရာအခမ်းအနားများသို့တက်ရောက်ရခြင်းဖိတ်ကြားခံရခြင်းကြုံတတ်ပါတယ်။မိမိကိုအားပေးထောက်ခံမှုတွေတစ်ခုခုဆိုလိုက်ပါလှူဆောင်ပေးခြင်းသူတွေရှိလာတတ်ပါတယ်။ပြီးခဲ့သော ကာလလိုမျိုးမဟုတ်ပဲထောက်ကူကူညီပေးခြင်းသူတွေ များလာတတ်ပါတယ်။ စိတ်နှခွဖြစ်စေသောအကြောင်းကဏ္ဍများပေါ်လာတတ်ပါれရွေးချယ်စရာအခွင့်လန်းနှစ်ခုဖြစ်စေသောအနေထားမျိုးမကြာခဏကြုံရတတ်ပါれစက်ပစ္စည်းအစ်စ်များဝင်ရောက်တတ်ပါれမြောက်အရက်မှမိတ်ဆွေများမှ အကူအညီထောက်ပံ့ပေးတတ်ပါれခွေးကြောင်ကိုဝင်ဆောင်ယခုနှစ်ကာလအဝင်မတင်ပေစနေသားသမီးများအတွက်ယခုနှစ်ကခြေနှချောင်းမကယ်ကောင်းဆိုသည့်ကာလတစ်ခုတည်းပါဝင်ပါれခြေနှချောင်းကိစ္စငွေကြေးကိစ္စမိခင်စသည်များနဲ့ပတ်သက်ပြီးစကားပြောရတတ်ပါれ အရှိအယက်အရှိမြောက်အယက်များတို့ခရီးသွားခြင်းတတိပြုပါစီးပွားရေးယခုနှစ်စနေသားသမီးများရဲ့စီးပွားလုပ်ငန်းကဏ္ဍပိုင်းကတော့အပြောင်းလဲများစွာနဲ့ပုံစံသစ်အနေထားတွေစိန်ခေါ်မှုတွေများပြားလာတတ်ပါတယ်စီးပွားလုပ်ရတာစီးတွေပေါင်းတွေအထင်းကွတ်တွေများလာတတ်ပါတယ်ယခုနှစ်စနေသားသမီးများ ဝန်ထမ်းလုပ်ငန်းလုပ်ကင်နေသူတွေအဖို့အထက်ကြီးပိုင်းများရဲ့ဖိအားပေးမှုခံရတတ်ခြင်းအကြီးအကဲများရဲ့အမြင်မကြည်ခံရခြင်း တိုက်ခံဖြစ်လွယ်ခြင်းကြုံရတတ်တယ်။ဒါကြောင့်စနေသားသမီးတချို့အလုံးမှနှုတ်ထွက်တာအလုံးပြောင်းလဲတာတွေဖြစ်လာတတ်ပါတယ်။အလိုလိုနေရာကောင်းရတတ်ခြင်း၊နေရာပေးခံရတတ်ခြင်း၊အလုံးနေရာဌာနကောင်းရတတ်ခြင်းများကြုံရတတ်ပါတယ်။လုပ်ငန်းခွင်မှာယခုနှစ်စည်းကမ်းစည်းစနစ်တင်းကျပ်မှုတွေရှိလာတတ်ပါတယ်ဆိုတော့ဒီလိုပြောင်းလဲလာမှုတွေစိန်ခေါ်မှုတွေကိုလက်တွေ့ကျကျသုံးသပ်ဖြေရှင်းခြင်းကအကောင်းဆုံးဖြစ်ပါလိမ့်မယ်။ နိုင်ငံရေးနဲ့ဆက်ဆက်သောအလုပ်ကိုင်တွေအခြေအနေတွေကိုလည်းယခုနှစ်သတိပြုရပါလိမ့်မယ်။ဥပဒေနဲ့မလုတ်ကင်းတဲ့လုပ်ငန်းများလှုပ်ဆောင်ခြင်းအန္တရာယ်များတက်ပါတယ်။ရင်ကားလုပ်ငန်းများယခုနှစ်အကျိုးပေးနေတက်ပါတယ်။ကိုယ်ပိုင်လုပ်ငန်းစတင်ခြင်းသူတွေကတော့ယခုနှစ်ထက်ရှေ့နှစ်ကာလမှာစတင်ပါတယ်။ယင်းနှမြုံနံမှုပိုင်းမှာအားနည်းတက်သောကာလဖြစ်တာကြောင့်ငွေကြေးရင်းနှီးမှုကြီးသော လုပ်ငန်းများစတင်ခြင်းလှုပ်ဆောင်ခြင်းရှောင်ကျဉ်ရမည်။ ငွေကြေးချင်းကယင်းနီမှုကအစိုးရဆုံးတတိထားရမယ့်အချက်ပါကိုအိုးကိုဆန်တနိုင်တစ်ပိုင်းရှိသောလုပ်ငန်းလေးတွေယခုနှစ်အတွက်အတင်းတော်ဆုံးဖြစ်ပါတယ်အရေးကြီးသောစာချုပ်စာရန်တွေလက်မှတ်ရေးထိုးရခြင်းတွေအတိမတ်ပြုမှုကတိကဝတ်ပြုမှုတွေတိုင်းကိုတတိကြီးစွာထားပြီးလှုပ်ဆောင်တင်သောနှစ်လဲဖြစ်ပါတယ်စနေသားသမီးအများစုကကြောထောက်နောက်ခံကောင်းသော ကာလဖြစ်တာကြောင့် တော်ယုံနဲ့ပြိုလဲသွားတဲ့အခြေအနေမျိုးမရှိနိုင်ပါတစ်ဖက်ကအဆင်မပြေရင်တစ်ဖက်ကနေလှည့်ပြီးလှုပ်ဆောင်သွားနိုင်တဲ့ခိုင်မာတဲ့ရည်ရွယ်ချက်များစိတ်ကူးကောင်းများရှိတတ်ကြပါတယ်။ယခုနှစ်အကျိုးပေးလုပ်ငန်းတွေကတော့နေရထိုင်ခင်းလုပ်ငန်းများလျှက်စစ်ပစ္စည်းများဆက်ပစ္စည်းများကျန်းမာရေးဆေးဝါးလုပ်ငန်းများစားတောက်ကုန်များတည်တီးဝက်လန်နဲ့စိုက်ပျိုးရေးလုပ်ငန်းများတစ်တန့်တို့စသည့်လုပ်ငန်းပိုင်းများအကျိုးပေးအဆင်ပြေတတ်ပါတယ်။ယခုနှစ်နောက်ဆုံးသတိပြုစရာအချက်က အရှိမျောက်အရက်များမှာစီးပွားရှာဖွေခြင်းသတိပြုရမှာဖြစ်ပြီးနှိမ်မော်ရောင်များဝစ်ဆင်ခြင်းကလက်လာပါကိုနည်းစေတက်သော နှစ်တစ်နှစ်ဖြစ်ပါတယ်။မိသားစုရေးယခုနှစ်စနေသားသမီးများရဲ့မိသားစုရေးကဏ္ဍကတော့ကောင်းသောအခြေအနေဘက်မှာတည်နေနိုင်ပါတယ်။မိသားစုဝင်ထဲမှာကောင်းသောကံကြောင်းတရားများနဲ့ကြုံရတတ်ပါတယ်။ဥပမာမိသားစုဝင်ထဲကသူတို့ဦးထီပေါက်တာအလှူပေးတာမင်္ဂလာပြုရတာစသည့်ပုံစံမျိုးတွေကြုံတတ်ပါတယ်။ ယခုနှစ်စနေသားသမီးများအနေဖြင့်နေရာထိုင်ကင်းကံများကောင်းမွန်သောကာလဖြစ်တာကြောင့်အိုးပိုင်အိမ်ပိုင်ကြိုးစားနေသူများအတွက်ကံထောက်ကူများရလာတတ်သောနှစ်ပါအိုးအိမ်ပြုပြင်ရတာတွေစောက်လို့ရတာတွေမြေနေရာကိစ္စများစီမံရတာတွေအိုးတစ်အိမ်တစ်မှာနေထိုင်ရတာတွေအိုးအိမ်ချမ်းမြေအယောင်းဝယ်ကိစ္စများအဆင်ပြေတာတွေကြုံရတတ်ပါတယ်မိသားစုရေးကဏ္ဍမှာမိခင်နဲ့ပတ်သက်သောကံညက်နေတာကြောင့်မိခင်နဲ့ပတ်သက်ပြီးဂယုစိုက်တင်ပါတယ် ို့မဟုတ်မိသားစုဝင်နဲ့တင်းနှလာသားသမီးရှိပါက၎င်းနဲ့ပတ်သက်ပြီးအဆင်မပြေမှုလေးတွေအနည်းငယ်များကြုံရနိုင်ပါတယ်နေအိမ်ကို ခွေးကြောင်အဝင်သတိပြုပါအထူးသဖြင့်အရှိမြောက်တောင်ရက်ကဖြစ်နေအဝင်မတင်ပါငွေကြေးကံယခုနှစ်စနေသားသမီးများရဲ့ငွေကြေးကဏ္ဍကတော့ရှောင်းရံတွေများပါလိမ့်မယ်ဒီနှစ်ကငွေကံဘတ်မှာအားနည်းနေတဲ့အတွက်ကြောင့်ပါငွေဝင်လန်းချောင်းတွေကဒီနှစ်ထက်ရှေ့နှစ်မှာပိုအားကောင်းလာနိုင်ပါလိမ့်မယ် ဒီနှစ်ကတော့ငွေများများဝင်နိုင်ပေမဲ့ဝင်လာတဲ့ငွေပြန်လဲအတုံးချမှု ကုန်ကျမှုမှာမြုပ်နေတတ်ပါတယ်။ငွေပေးငွေယူကိစ္စတွေအထူးသတိထားရပါလိမ့်မယ်။ပေးလို့လွယ်ပြီးတောင်းရခတ်တဲ့ကာလမျိုးပါအထူးသဖြင့်တကနန်း၊ကိုးကနန်း၊နှစ်ကနန်း၊ရှစ်ကနန်း၊လေးကနန်းအင်မတန်တောင်းရခတ်ပြီးဆုံးရှုံးရတတ်ပါတယ်။ ။ဘာပဲအယောင်းဝယ်လုံးလုံးဈေးခေါ်တဲ့အခါပေါင်းချင်းကနန်းက၎င်းကနန်းများဖြစ်နေရင်ယောင်းဝယ်ခက်ခဲကြံ့ကြာတတ်ပါတယ်။တနည်းနည်းနည်းများတွင်အရေးကြီးသောအလုတ်ကင်များနဲ့အယောင်းဝယ်များငွေကြေးကိစ္စများကိုတတိထားလှုပ်ဆောင်တင်ပါတယ်။လိမ္မော်ယောင်နဲ့အညိုယောင်များကလက်လာပါနဲ့အလုတ်ကင်ပတ်မှာကံအားနည်းစေတတ်ပါတယ်။ယခုနှစ်စနေသားသမီးအများစုလူမှုရေးဆိုင်ရာကိစ္စများနဲ့လုပ်ငန်းစည်းဝါးပိုင်းတွေမှာငွေကြေးစည်းစင်းမှုအားကောင်းနိုင်သောနှစ်ဖြစ်ပါတယ်။ ျမ်းမာရေးယခုနှစ်စနေသားသမီးများရဲ့ကျန်းမာရေးကဏ္ဍကတော့အများအားဖြင့်အာယုလမ်းကြောင်းဟာကောင်းမွန်သောနေရာမှာတည်ရှိနေတာကြောင့်ကျမ်းမာရေးဆိုင်ရာအညံ့များအလွယ်တကူရောက်မလာနိုင်ပါသို့တော်လောကတရားသဘောအရာလောကရန်မှာအဆိုးကောင်းတွင်တွဲနေတာမို့တတိပြုစရာတော့ထည့်ပြောပေးရပါဦးမယ် အစားအစာတွေကတော့ရေခဲရေတွေအရန်အေးတဲ့အစားအစာတွေအခားနဲ့ငယ်များကိုလျှော်စားသင့်ပါတယ်။ကျန်းမာရေးမှာချောင်းဆိုးခြင်းရင်ကျက်ခြင်းသွေးနဲ့ပတ်သက်တာဖြစ်ခြင်းအမျိုးသမီးကျန်းမာရေးကိစ္စများနှလုံးအဆုတ်အာနေခြင်းစသည့်အညံ့များဖြစ်လွယ်သောကာလဖြစ်ပါတယ်။ ရေလန်းခီးသွားခြင်းရှောင်ကျင်တဲ့လိုကျမ်းမာရေးညံသောကာလမျိုးတွေမှာအနောက်မြောက်အရက်တောင်ရက်များသို့တွားရောက်နေထိုင်ခြင်းရှောင်ကျင်ရပါလိမ့်မယ်။ကျမ်းမာရေးအားနည်းသောကာလတွေမှာအစိမ်းရောင်မီးခိုးရောင်များဝစ်ဆင်ခြင်းရှောင်တဲ့ပါတယ်။ကျမ်းမာရေးရာအနေဖြင့်ပထမရုပ်ဖတ်ပူဇော်ခြင်းပြုလုပ်တဲ့ပါသည်။အချစ်ရေးယခုနှစ်စနေသားသမီးများရဲ့မြစ်တာရေးကဏ္ဍတွေကတော့အလေအလက်တည်ယုံသောကံနေထားမှရှိပါတယ်။ အချစ်ကိုရှာဖွေနေတဲ့စနေသားသမီးများအတွက်ယခုနှစ်ကမိမိထက်ငယ်ရွယ်ပြီးတွလက်တက်ကြတဲ့သူရုပ်ရည်ပြည့်ဖြစ်ပြီးခင်းနဲ့အညီနေထိုင်တဲ့သူမိမိနဲ့တိုက်ပုံစံမတူညီတဲ့အနေအထားရှိသောသူများနဲ့ဆုံတွေ့ရတတ်ပါတယ်ထို့အပြင်ယခုနှစ်မှာမြစ်တာရေးတွေမှာအပြိုင်မှုလေးတွေရှိလာတတ်တာကြောင့်ရှင်ပြိုင်လူယူမှုတွေဖြစ်လာတတ်ပါတယ်ဆိုတော့ ယခုနှစ်ဟာစံနေသားသမီးများအတွက်မြစ်တာရေးကိစ္စတွေမှာလွယ်လွယ်ချစ်သူမထားဖို့ထားရင်လေနောက်ထပ်တယောက်နဲ့ EC ကလေးတွေရှိမရှိတီးဖို့အချိန်ယူစောင့်ကြည့်တင်ပါတယ်။ယောက်ျားလေးများအဖိုးကတော့မိမိပိုးပန်းနေသူစီမှာအခြားတယောက်ကလည်းလာရောက်ပိုးပန်းမှုတွေဖြစ်လာနိုင်တာကြောင့်ဒီလိုအားပြိုင်မှုတွေဖြစ်လာတတ်ပါတယ်။မိန်းကလေးတွေအနေနဲ့ကတော့အခြားပတ်သက်ဆက်နွယ်နေတဲ့သူရှိလျက်နဲ့ချစ်ခွင့်လာပန်းတာတွေကြုံလာရတတ်ပါတယ်။ ချစ်သူစုံလွဲတွေကတော့ချစ်သူရဲ့နိမ့်နံအလိုက်တော့အစဉ်ပြေခြင်းမပြေခြင်းကကြွားချသောပေါအီမင်းစကားပြောဆိုသတိပြုရပါမယ်စိတ်မရှိတဲ့ပြဿနာအရွယ်တိုက်တာစောင်းနာတွေဟာယခုနှစ်မှာအဓိကထားရှောင်တဲ့ပါတယ် စနေသားသမီးများအတွက်ယခုနှစ်မြစ်တာရေးမှာတနင်းလာသားသမီးတနင်းငွေသားသမီးအဆင်မပြေမှုတွေကြုံတွေ့တတ်ကြပါတယ်။ဇာကကလေးသားသမီးဗုဒ္ဓဟူသားသမီးစိတ်ဖိအားများတတ်ပါတယ်။ဥပမာစိတ်မပျော်တာတွေတယောက်နဲ့တယောက်ခံစားမှုခံယူချက်မတူညီတာတွေဖြစ်တတ်ပါတယ်။ဂျန်နေနန်တွေကထိုက်သိမ်းလျောက်အဆင်ပြေနိုင်ပါတယ်။မြစ်တာရေးအားနည်းသောကာလတွေမှာဝါညိုရောင်ခရမ်းပြာရောင်လိမ္မော်ရောင်များမတုံးဆွဲတင်ပါ။ အိမ်ဆောင်ရေးယခုနှစ်စနေသားသမီးများရဲ့အိမ်ဆောင်ရေးကဏ္ဍကတော့မစိုးသောအနေအထားမှာရှိနေပေမဲ့ ဂယုပြုစရာလေးတွေကလည်းတွင်တွဲရှိနေပါသေးတယ်။ယခုနှစ်စက်နေသားသမီးများအိမ်ဆောင်ရေးကိစ္စတွေမှာ အိမ်ဆောင်ဘက်အပေါ်တီးခံနိုင်ဖို့လိုပါတယ်။အိမ်ဆောင်ဘက်ကဒေါသကြီးခြင်း၊စိတ်ခံစားလွယ်ခြင်း၊စိတ်ပြောင်းလဲမြန်ခြင်းနဲ့စိတ်ဆက်လာတာတွေကိုကြုံလာရနိုင်ပါတယ်။အိမ်ဆောင်ဘက်ကိုအနိုင်ယူလွန်းကျင်တဲ့သူတွေအတွက်ယခုနှစ်အတိုက်ခံတွေ ဖြစ်စရာကံအကြောင်းတရားများပေါ်လာနိုင်ပါတယ်။ အိမ်အောင်ပြုခါဆစနေသားသမီးအိမ်အောင်တွေများမိဘများရဲ့ခြေလှယ်မှုများခံလာရနိုင်ပါတယ်။စကားပြောဆိုတတိပြုပါငွေကြေးကဏ္ဍများအိမ်အောင်ဘက်နဲ့တေချာစီစစ်လုပ်ကင်ပါအိမ်အောင်ရေးပြဿနာကဒီအခြေအနေတွေဘက်ကနေစတင်လာတတ်တာကြောင့်ဒီအချက်တွေကိုဂရုစိုက်ရပါမယ်။အနေဝေးနေတဲ့အိမ်အောင်တွေများအနေဖြင့်ယခုနှစ်မှာ ပြဿနာတိတ်မရှိလှပေမဲ့အတူနေနီးစပ်သူတွေကတော့တတိပြုရမယ်နှစ်ပါ။ ယခုနှစ်စနေသားသမီးများအနေနဲ့နေအိမ်မှာမျက်မှန်ကြည့်မှန်အခြားအသုံးဆောင်မှန်ကွဲများအိတ်ခမ်းရေချိုခန်းများမှာမထားသင့်မသုံးသင့်ပါမှန်ကွဲများကို နေအိမ်မှာမထားတာအကောင်းဆုံးပါဒါတွေကိုမစွန့်ပြစ်မပြုတ်ပြင်ပဲသုံးဆွဲနေပါကလည်းအိမ်ထောင်ရေးကံကိုညံ့နေတတ်ပါတယ်လူငယ်လူလွတ်တွေလည်းဒါကို သတိပြုရပါမယ်တောက်ကြသားသမီးအင်္ဂါသားသမီးများယခုနှစ်စနေသားသမီးများအတွက် အကျိုးပြုပါတယ်လေကောင်းလို့နဲ့ အစိမပြေတဲ့အကြောင်းကဏ္ဍကြုံရသည်ရှိရင်တောင်မှအကျိုးခံစားစရာတွေကရှိနေတတ်ပါတယ်။အိမ်ထောင်ရေးကံအားနည်းသောကာလတွေမှာခရမ်းပြာရောင်ဝါညိုရောင်လိမ္မော်ရောင်များသုံးဆွဲခြင်းရှောင်သင့်ပါတယ်။စနေသားသမီးများအနေဖြင့်အိမ်ထောင်ရေးမှာအလိုက်တိစွာပြောတတ်ဆိုတတ်နေမှုစိတ်ရှည်မှုတီးခံပေးနိုင်မှုနိုင်ရောညီထွေစွာနေထိုင်မှုရှိနေမယ်ဆိုရင်ယခုနှစ်အိမ်ထောင်ရေးကံများကောင်းမွန်အဆင်ပြေနိုင်သောနှစ်တစ်နှစ်ဖြစ်ပါလိမ့်မည်။ ပညာရေးယခုနှစ်စနေသားသမီးများရဲ့ပညာရေးကဏ္ဍတွေမှာတော့အထူးဂရုစိုက်ရမယ်နှစ်ကာလပါပဲပညာရေးအားနည်းချက်များပေါ်လွယ်တက်ပါတယ်တက်ရမယ်သင်တန်းမတက်ဖြစ်တာပညာသင်ကြားရေးကိုဆွံ့လွရတာမျိုးလေးတွေကြုံလာရတတ်ပါတယ်မရေမရအခြေအနေမျိုးတွေများစွာကြုံလွယ်တက်ပါတယ် ပညာရေးကိစ္စတွေမှာရွေးချယ်စရာတွေပေါ်လာတတ်ချိန်မှုဆုံးဖြတ်ရခက်တတ်ပါတယ်။ဘာပဲဖြစ်ဖြစ်ပညာရေးဤမန်းချက်ခိုင်မာစွာရှိဖို့နဲ့ဆုံးဖြတ်ချက်ခိုင်မာဖို့ကအဓိကဖြစ်ပါတယ်။စာမေးပွဲကိစ္စများနဲ့အင်တာဗျူးကိစ္စများလှုပ်ဆောင်သည့်ကာလတွေမှာအစိမ်းရောင်နဲ့အနက်ရောင်သုံးစွဲမှုရှောင်ကျင်ပါ နှစ်ဆပိုင်းကာလတွေမှာပညာရေးဖိအားပေးမှုများတက်ပေမဲ့နောက်ပိုင်းကာလတွေမှာအဆင်ပြေလာနိုင်ပါတယ်မိမိဘက်ကပိုကြိုးစားရတာဝိရိယပိုထားရတာမျိုးတော့စိုက်ထုတ်ပေးရပါလိမ့်မယ်ဒါကြောင့်ပညာရေးကဏ္ဍမှာစိတ်တက်တက်ကြဖို့နဲ့ရည်မှန်းချက်ခိုင်မာဖို့ဝိရိယအားကောင်းဖို့ပိုင်ဆိုင်ထားမယ်ဆိုရင်တော့ယခုနှစ်ဟာပညာရေးကဏ္ဍအောင်မြင်မှုတွေရလာနိုင်ပါတယ်ဒီနှစ်အတွက်အထူးဆောင်ရန်ရှောင်ရယ်များ အယောင်ဆောင်ရံအယောင်မှာနန္တာယောင်အနီယောင်လို့ဖြစ်ပါတယ်။ရှောင်းရံအယောင်မှာငွေယောင်လိမ္မောယောင်အညိုယောင်လို့ဖြစ်ပါတယ်။အရတာဆောင်းရံအရတာမှာ အချင်းချိုလို့ဖြစ်ပါတယ်။ရှောင်းရံအရတာမှာအငန်ခါလို့ဖြစ်ပါတယ်။အရက်မျက်နာကောင်းသောအရက်မှာမြောက်အရက်အရှိတောင်ရက်တို့ဖြစ်ပါတယ်။သတိပြုရံအရက်မှာအရှိမြောက်အရက်တောင်ရက်တို့ဖြစ်ပါတယ်။နေများကောင်းသောနေများမှာတောက်ကြနေအင်္ဂါနေတို့ဖြစ်ပါတယ်။တတိပြုရဲ့နေများမှာတနင်္လာနေ့တို့ဖြစ်ပါတယ် ကနန်းများအကျိုးပေးသောကနန်းများမှာ369တို့ဖြစ်ပါတယ်။အကျိုးမပေးသောကနန်းများမှာ24တို့ဖြစ်ပါတယ်။ယတာဖျားမှာနှင်းစီပန်းအနီးဆယ်ပွင့်လူပါအသက်ရွယ်ကြီးသူများကိုတောင်ဝေးတုတ်ောက်လူပါနွားတို့တရက်တီးစသည်များကတ်လူပါ ှစ်ယခုနှစ်အတွက်အဆောင်ရတနာအနေနဲ့ပလဲဖြူနီလာမဟူရာစသည်ရဲကအစဉ်ပြေရာကိုအဓိကသုံးဆွဲဝတ်ဆင်၍ကံကောင်းခြင်းလူချစ်လူကင်ပေါ်များခြင်း လက်လာဘကြွယ်ဝခြင်းများရရှိပါမီသုံးငါးငှက်အစဉ်ပြေရာတက်စေပေးမယ်လှုပ်ပါကလေးသူငယ်များကိုနှစ်ကနန်းငွေကြေးမုံပိုးပေးပါကိမ့်မုံဝေကျွေးလဲရပါတယ်ငွေကြေးကိစ္စများအတွက်တန်ဃာတော်များအားအုံယိုတရက်ယိုများလှူပေးပါဆန်နေသားသမီးများအားလုံးကိုစိတ်နှစ်ဖြာကျန်းမာချမ်းသာကြပြီး ကောင်းကျိုးချမ်းသာများပုံမူရရှိကြပါစေ။စနေသားသမီးများအတွက်အကျိုးရှိပါကကွန်မန့်မှာတစ်ခုခုရေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်။မိတ်ဆွေတို့ရဲ့အခက်အခဲတွေကိုဆရာထက်မြတ်အောင်နဲ့ဗေဒင်မင်းမြန်ဆွေးနွေးတိုင်ပင်လိုတဲ့အခါထက်မြတ်အောင်မြမရိုးရာဗေဒင်ပညာ Telegram နဲ့ Facebook Messenger တို့မှာတိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်ဗီရင်ဟော့စတန်ချန်နယ်မှာနာမည်ကြီးဗီရင်ဆရာများဤနေစဉ်ဟော့စတန်များအပတ်စဉ်ဟော့စတန်များလစဉ်ဟော့စတန်များနှစ်စဉ်ဟော့စတန်များနှင့်ဘဝတသက်စာဆောင်ရန်ရှောင်ရယ်များနှင့်ယတရာတို့ကိုပါအချိန်နှင့်တပြေးညီတိကျသေးချာစွာတင်ဆက်ပေးနေလို့ဗီရင်ဟော့စတန်ချန်နယ်လေးကို Subscribe လေးနှိပ်ပြီးအစ်တတင်တိုင်းသိရအောင်ဘေးနားကခေါင်းလောင်းလေးကိုလည်းနှိပ်ပေးထားခဲ့နော်။